ဒီစကားလေးကတော့လွန်ခဲ့တဲ့နှစ်2005လောက်တုန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့မျိုးနွယ်စုတွေကအလယ်ပိုင်းမြေမြေဒေသနဲ့ရခိုင်မြေဒေသကြားမှာနှစ်ပေါင်းများစွာစစ်ပွဲတွေဖြစ်ပြတဲ့နောက်မှာတော့ငြိမ်းချမ်းရေးကိုမျှော်မှန်းလာကြတယ်။တနည်းမှာတော့မြခိုင်မြေဒေသကစစ်တပ်တွေကအလယ်ပိုင်းမြေမြေဒေသကိုကျူးကျော်လာတဲ့အတွက်ကြောင့်အမူလန်ရဲ့ဆရာဖြစ်တဲ့စစ်ကဲကောင်းဆောင်ကဟောမှုနယ်ရဲ့တိုက်ရိုက်ခိုက်ရေးကိုယုံကြည်လာကြောင်းအလယ်ပိုင်းမြေမြေဒေသမှာရှိနေတဲ့စစ်ချီလာတဲ့မင်းသားတို့ကိုတုတ်တင်ရှင်းလင်းရန်အတွက်ဟောမှုလန်ကိုလျှို့ဝှက်တဲ့တင်တစ်ခုအနေဖြင့်တာဝန်ပေးရခဲ့ပါတယ်။ ပွားမှုလည်းလည်းအမိန့်ကိုတန်းခံပြီးတော့အလဲပိုင်းမြင်မြင်ဒေတာကိုဆက်တင်ထွက်ခွာခဲ့တယ်။အလဲပိုင်းမြင်မြင်ဒေတာကိုရောက်တော့အင်ရှိဆန်မင်းသားဖြစ်တဲ့ရှောင်းမာဝော့ကရှိမနေခဲ့ပဲနဲ့ အရှိစံမင်းသားရဲ့အယွေမရောက်သေးတဲ့ညီတော်မင်းသားလေးပဲရှိနေခဲ့တာပါ။ဟောမူလန်ကတော့အလဲပိုင်းမိမိဒေသကအရှိစံမင်းသားဟာခလီးတယောက်ပဲဟုထင်မှတ်ပြီးတော့မတက်ရဖဲနဲ့ပြန်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲအပူပိုင်းမိမိဒေသမှာရှိနေတဲ့စစ်သည်ရဲမတ်တွေကမင်းသားကိုလုကြံတပ်ဖြတ်ရန်ကျူးကျော်ဝင်ရောက်လာတဲ့အတွက်ကြောင့်အရှိစံမင်းသားရှောင်းမော်ကောနဲ့အတူတပ်မိုးဟောမူလန်ကိုလိုက်ရဖမ်းဆီးခဲ့တယ်။ဟောမူလန်လည်းအရှိစံမင်းသားရဲ့စစ်သည်တော်မျိုးကိုယူဆောင်ကဖတ်ပြေးခဲ့ပါတယ်။ တိုးပေမဲ့လည်းသူမှာစီးနင်းလာတဲ့မြင်းက H70 မင်းသားရှောင်းမော်ခွဲရဲ့စစ်တီတော်မြင်းဖြစ်နေတာကြောင့် H70 မင်းသားရဲ့ထိန်းချုပ်မှုကြောင့်ပဲဟွားဘူးလန်လည်းမြင်းပေါ်ကနေထွက်ကြသွားပြီးတော့ H70 မင်းသားနဲ့တိုက်ခိုက်ခဲ့ကြပါတယ်တိုးပေမဲ့လည်းတမူဝါမူလန်ကတော့အင်ရှစ်ဆန်မင်းသားရှောင်းမော်ကောကိုမင်းသားမမသိခဲ့ပါဘူးဒီလိုနဲ့သူတို့နှစ်ဦးဟာပြန်လည်တိုက်ခိုက်ရင်းနဲ့စီးနင်းလာတဲ့စစ်တီမြင်းကိုမထိန်းချုပ်နိုင်တဲ့အတွက်ကြောင့်အချိန်လုံပြီးတော့ကြောက်ကားတစ်ခုရဲ့အောက်ကိုပြုတ်ချသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအင်ရှစ်ဆန်မင်းသားကတမူဝါမူလန်ဟာမိကလေးတစ်ယောက်ဖြစ်နေမှကိုသိလိုက်ရပါတယ် တမူဝဝူလန်ကတော့မိမိရဲ့တိုင်းပြည်ကိုကာကွယ်ရန်အတွက်သူမရဲ့မိသားစုထဲမှာယောက်ျားသားမရှိတာကြောင့်အသက်ကြီးလာတဲ့သူမရဲ့အဖေရဲ့ကိုသာယောက်ျားတယောက်ပြည့်ဟန်ဆောင်ဖုံးကွယ်ကနန်းတော်အတွင်းကိုဝင်ရောက်လာခြင်းပဲဖြစ်ပါတယ်။သို့ပေမဲ့လည်းသူမရဲ့တိုက်ရိုက်ခိုက်ရင်လည်းကျင့်ကြံအထုံမှုကြောင့်အချိန်တိုအတွင်းမှာပဲတမူတယောက်ပြည့်ရာထူးကိုရရှိသွားခဲ့ပါတယ်။သူမရဲ့မိသားစုရဲ့ဂုဏ်ကိုလည်းမြင့်တင်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ဝါဝူလန်တို့နှစ်ဦးဟာကြောက်ကမ်းမောင်းအောင်မှာရှိနေသေးတဲ့အချိန်မှာပဲအလဲပိုင်းမိမိဒေသမှာရှိနေတဲ့အလွန်ကြီးမားတဲ့အရာမှာကင်မီကောက်ကြီးတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့်တူဦးတို့တူအပြန်အလှန်ကူညီရင်းနဲ့ပဲသူတို့နှစ်ဦးဟာခင်မင်သွားခဲ့တဲ့အတွက်ကြောင့်တယောက်ကျောင်းကိုတယောက်မင်းမြန်ခဲ့ကြတဲ့အချိန်မှာတော့အရှိဆက်မင်းသားရှောက်မကောကတော့ဦးမောင်လန်ကမိမိရဲ့အတက်ကိုရန်ရှာမှာစိုးတာကြောင့်မိမိကိုကိုမြင်းမွေးမြွေပိုင်ရှင်တူဦးဆိုကလိန်ညာခဲ့ပါတယ်။ဘောက်မူလန်ကတော့သူမရဲ့ဘဝစကြောင်းအားလုံးကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။အမှန်တော့အရှိဆက်မင်းသားရှောက်မကောကတမူဝမူလန်ကိုတစ်ဖက်သက်ချစ်ခင်စွလန်းနေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်တော့တပူမမူလန်လို့လည်းမိမိရဲ့တပ်မိဖြစ်တဲ့ရခိုင်မြေဒေသကိုပြန်လည်ထွက်ခွာလာခဲ့ပါတယ်။ လမ်းတော်ကိုရောက်တော့အင်ရှစ်ဆန်မင်းသားကိုမတုတ်တင်နိုင်ခဲ့တဲ့အတွက်ကြောင့်စစ်သူကြီးကသူမရဲ့ဖခင်ကိုအတုံးမကျတဲ့တပ်ကိုမွေးဖွားထားတယ်ဟုဆိုကကဲ့ရဲ့ပြစ်တင်ခဲ့ပါတယ်။အဲ့ဒီတကြောင်တမူးဟောင်းမှုလည်းပြန်လည်တိုက်ခိုက်ပြောဆိုရင်းနဲ့ပဲလက်ရှိယာတုကနေချတာအချုပ်ချခံခဲ့ရပါတယ်။ အဲဒီနောက်တော့အင်ရှစ်ဆန်မင်းသားရှောင်းမော်ကကသူ့ရဲ့စစ်တီမျိုးကိုဟွားမူလန်ကိုခေါ်ဆောင်လာရတဲ့အတွက်ဆေလွတ်ခဲ့တဲ့အတွက်ကြောင့်ဟွားမူလန်လည်းရှောင်းမော်ကိုအပေါ်တန်းဟောဆင်ရှိနေခဲ့တာကြောင့်စစ်တီမျိုးနဲ့အတူလိုက်ပါစီနင်းသွားခဲ့တယ်။အလဲပိုင်းမြေမြေဒေသကိုရောက်တော့အင်ရှစ်ဆန်မင်းသားကဟွားမူလန်ဝတ်ဆင်ရအတွက်မိန်းကလေးသုံးဆောင်ဝတ်တထွေကိုမြစ်တာလက်ဆောင်ဖြစ်ပေးရခဲ့ပါတယ်။ဟွားမူလန်လည်းသူမအနေနဲ့ဝတ်ဆင်ရမတင်တော့တာကြောင့်ငင်းဆန်ခဲ့ပေမဲ့ရှောင်းမော်ကရဲ့တောင်းဆိုမှုကြောင့်ဝတ်ဆင်လိုက်ပါတော့တယ်။အဲ့ဒီနောက်တော့သူမကမိန်းကလေးတယောက်ကိုဖြစ်တည်သွားခဲ့တဲ့အတွက်ကြောင့်အလွန်အားရကျင်းနေသွားပြီးတော့ရှောင်းမော်ကရဲ့မြစ်တာလက်ဆောင်ကိုလက်ခံခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲအင်ရှိဆက်မင်းသားရှောင်းမကောကတမူးဝမ်းမူလန်ကိုမြစ်တာရှိတဲ့အကြောင်းကိုပြောဆိုလာခဲ့ပါတယ်။ဝမ်းမူလန်ကတော့နှစ်နိုင်ငံရဲ့ပဋိပက္ခတွေကြောင့်လက်ခံမှုမဖြစ်နိုင်တဲ့အကြောင်းငြင်းဆန်ခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်အင်ရှိဆက်မင်းသားလည်းဝမ်းမူလန်ကိုပါဆိုင်နိုင်ရန်အတွက်နှစ်နိုင်ငံစစ်ပြင်းရင်းအတွက်သူ့ရဲ့ခမဲတော်စီမှာတောင်းဆိုခဲ့ပါတယ်။ဒီလိုနဲ့သူ့ရဲ့ခမဲတော်စီကလည်းခွင့်ပြုချက်ရလာကြောင်းစစ်ပြင်းရင်းစာချုပ်နဲ့အတူဝမ်းမူလန်ကိုလက်ထပ်ခွင့်ကိုပါတဝန်ရွာကိုပေးအပ်ခဲ့ပါတယ်။ဟုတ်ပြီမယ်လေစစ်ကဲရာရှိကတော့ထိုတဝန်လာကိုမိရှုဖြက်စီခဲ့ပြီးတော့စစ်ပြင်းငင်းကိုလက်မခံနိုင်ကြောင်းကိုပြန်လည်ပေးပို့ခဲ့ပါတယ် ဒီအကြောင်းအရာကိုတော့တမူးဝမှုလန်နဲ့ဘရင်မင်းမြတ်တို့ကမသိရှိခဲ့ပါဘူးတမူးဝမှုလန်ကတော့သူမသိတဲ့အင်ရှစ်ဆန်မင်းသားကအလွန်ငယ်ရွယ်သေးတဲ့ခလေးတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်လက်မခံကြောင်းကိုဘရင်ထံကိုရှောက်တင်နေတဲ့အချိန်မှာပဲရုပ်တရက်မြခင်းမြင်လွင်ပြင်ရဲ့စစ်တီရဲမဲ့အပေါင်းနဲ့အင်ရှစ်ဆန်မင်းသားရှောင်းမော်ကိုတို့ကအပူပိုင်းလူမြေဒေသကိုစစ်ချီလာခဲ့ပါတယ် ဲ့ဒီနောက်တော့ဝါမူလန်လည်းမြက်ခင်းမြင့်ဒေတာကစစ်သူကြီးနဲ့တိုက်ခိုက်နေတဲ့အချိန်မှာပဲရှောင်းမော်ကိုရောက်ရှိလာတဲ့အတွက်ကြောင့်ရှောင်းမော်ကသူမကိုလက်ထပ်ရတုံဝန်လာပေးဖို့ခဲ့တယ်မင်းသားတစ်ပါးဖြစ်နေမှကိုသိခဲ့ရပါတယ်ဒီလိုနဲ့နှစ်နိုင်ငံရဲ့စစ်ရေးပြည်ပခါတွေဟာချုပ်ငင်းသွားခဲ့ပြီးတော့ငင်းချမ်းရေးတွေရရှိခဲ့ပါတယ်တိုးပေမဲ့လည်းစစ်သူကြီးကတော့ဘယင်းမင်းမြတ်ဟာသူ့အပေါ်ကိုအလေးမလုပ်ခင်းနဲ့ဝါမူလန်ဘော်ကိုပဲမျက်နှာသာပေးခဲ့တာကြောင့်ဝါမူလန်ရဲ့ဆရာစစ်ကဲကြီးနဲ့ပူးပေါင်းပြီးတော့ဘယင်းကြီးကိုဖမ်းဆီးပြီးတော့ဝါမူလန်တို့နှစ်ဦးကိုလောက်ချန်ခဲ့ကြပါတယ် အဲ့ဒီအချိန်မှာပဲဝမ်မူလန်ကသူမရဲ့ဆရာဖြစ်တဲ့စေကဲကြီးရဲ့ရုံတော်မှုကိုမတည်သေးတာကြောင့်အကူညီတောင်းရင်လိုက်ရန်ရှာဖွေရင်းနဲ့ပဲဘယင်းမင်းမြတ်ကိုဖမ်းဆီးထားပြီးတော့နိုင်နိုင်ငံစစ်ပွဲဖြစ်အောင်ဖန်တီးခဲ့တဲ့သူကစေကဲကြီးဖြစ်နေမှန်းကိုသိရခဲ့တဲ့အတွက်ကြောင့်သူမရဲ့မိတ်ဆွေဖြစ်တဲ့ကြီးစားလောက်ကိုင်သူဝင်းပလွေနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်တို့ပေမဲ့လည်းစစ်ကဲကြီးရဲ့တိုင်းပြည်ညာကိုမရှင်းပြိုင်နိုင်တဲ့အတွက်ကြောင့်ဝါမူလန်တို့နှစ်ဦးကအပြင်းထန်တရားရရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအင်ရှစ်ဆံမင်းသားရောက်ရှိလာပြီးတော့ကုညီကယ်တင်ခဲ့တဲ့အတွက်အဲ့ဒါလည်းလွတ်မြောက်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့တမူးဝါမှုလည်းရဲ့လက်ချက်ကြောင့်ပဲစစ်ကဲကြီးလည်းတည်ဆုံသွားခဲ့ပါတယ်အဲ့ရှိဆံမင်းသားဆောင်မကောကတော့စစ်ကဲကြီးရဲ့လက်ချက်ကြောင့်နေမျောနေခဲ့တဲ့အချိန်မှာပဲဝါမှုလန်ရဲ့ငွေကြေးမှုကြောင့်ပြန်လည်သတိရလာခဲ့ပါတယ်။ဇလန်ကြီးရဲ့အဆုံးမှာတော့တမူးဝါမှုလန်နဲ့အဲ့ရှိဆံမင်းသားဆောင်မကောတို့ရဲ့ချစ်သူနှစ်ဦးဟာစာရပြောင်းရှင်စွာပေါင်းသိမ်းနေထိုင်သွားခဲ့ကြပါတယ်။ဒီစကားလေးကတော့လွန်ခဲ့တဲ့2020လောကဖျက်ရှိထားတဲ့ animation ရုပ်ရှင်စကားကောင်းလေးပဲဖြစ်ပါတယ်။